မိုးတိမ်ကောင်းလေးပုံနေမြင်မှာသူ့ရဲ့အချိန်ဟာမရှိဘူးမိုးကြိုးကောင်းလေးပုံနေပင်မှာလည်းမရှိဘူးသူကဘယ်ကိုရောက်နေရလဲလူကြီးကသူ့ရဲ့ခေါင်းကိုမော့လိုက်ပါတယ်ကြောင်မောင်းဖွေရမျက်နှာနဲ့ကောင်းကင်းကိုကြီးမားတဲ့အော်တန်နဲ့အော်ဟစ်လိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်သူကအော်ဟစ်လိုက်တဲ့အခါကြဲတားတွေကိုတုံခွာသွားစေနိုင်တဲ့တုံခွာမှုတွေဟာဖြစ်လာပါတယ်သူ့ရဲ့အောက်ကစွန့်ပစ်ထားတဲ့ဂျိုကလည်းပြုတ်ကွဲစားပြုတ်လာပြီးတုံခွာမှုလိုင်းတွေဟာဖျက်ထွက်လာပါတယ်သူ့ရဲ့ပတ်ဝန်းကျင်ကမူလဆွေရင်းတွေကလည်းထူးဆန်းစွာနဲ့ပြောင်းလဲသွားပါတယ် ဆုံးပစ်ထားတဲ့ဂျိုကပြုတ်ကွဲသွားတဲ့အကြောင်းလီဟန်ရဲ့အကွဲကြောင့်နေအမြောက်အများပေါ်လာပြီးအိစရဲလီရီယာတိုက်ခတ်လာပါတယ်။ဒိုဝါရင်ထိုလူကြီးကိုဘာမှထိခိုက်စေပဲသူကဆက်လက်ပြီးတော့အဟိနေပါတယ်။သူရဲ့အဟိတန်ကောင်းကင်တခွင်ကိုပြန်နှံ့သွားတဲ့အခါတားရဲတွေအများပြားသွေးမုန့်နေအဖြစ်ပောက်ကွဲသွားပြီးကျဉ်းညံ့သူတွေကလည်းသွေးရလိုက်ကြရပါတယ်။ပြင်းထန်စွာနဲ့ဒဏ်ရာသွားတဲ့လူတွေရောတေဆုံးသွားတဲ့လူတွေရပါရှိနေပါတယ်။မမြင်ရတဲ့အတန်လိုက်နေရာကျက်စုစနစ်တစ်ခုလုံးပြန့်နှံ့သွားပါတယ်။ ဂျိုတလုံးကိုထိမိတိုင်းထိုဂျိုကတုန်ခောက်သွားပါလေခနာကြမှာအဟိတန်နေရရတန့်သွားပြီးစွန့်ပစ်ထားတဲ့ဂျိုကရုတ်တရက်ပောက်ခွဲသွားပါလေထော်ဆန်ထားရလိုက်ပြီးဝေးရစီကိုရှောက်သွားပါလေကောင်းကင်ဘုံနေမီလေးကူရဲ့အတားစီးတွေဟာသူ့အတွက်ဘာမှမဟုတ်ပါဘူးကဘာပေါ်မှာသူ့တားစီးနိုင်တဲ့အရာကဘာမှမရှိသလိုပါပဲသူ့ရဲ့ခြေလန်းနေရမြန်ဆန္ဒမဟုတ်ပေမဲ့ကြီးမားလုံးပါလေခြေတလန်းနဲ့အတိုင်းတားမရှိတဲ့အကော့ဝေးကိုဖျက်ကျော်နိုင်ပါလေသူ့ရဲ့ရှေ့မှာမြှုပ်ခိုးနေပြင်းနေတဲ့ဝေးကက်ကြီးတစ်ခုကပေါ်လာပါလေထိုးရတော့တိမ်ပင်လဲပါ ဝဲကဲစီကိုရှောက်သွားပြီးနောက်ထော်ဆန်ကကောင်းဝိတ်တခွင်ကနေပြောက်ွက်သွားကတိမ်ပင်လယ်ထဲကိုရောက်ရှိသွားပါလေ။သူကတိမ်ပင်လယ်ကိုရောက်ရှိတဲ့အချိန်မှာပင်အဆင့်ကိုဂိုင်းနေရာချင်းညံ့သူအလုံးကသူတို့ရဲ့နှလုံးသားတွေတုံလို့သွားစင်းနေတဲ့အချိန်မှာကိုချက်ချင်းပဲခန်းစားလိုက်ကြရပါတယ်။ မြူခိုးရဲ့ဓာရေကအသားရေတွေကတော့တုံရင်လာပြီးနောက်ဆုတ်သွားပါတယ်ဘသူကမှမကယ်ကြတော့ပါဘူးအကွဲကြောင်းတွေကနေထွက်ပေါ်လာတဲ့တားရဲ့အုတ်ကြီးကတော့ကြောင်းလန့်တကြားနဲ့ယူသွတ်တလို့နောက်ဆုတ်သွားပါတယ်နှစ်တရာနီးပါးကြာမြင့်ခဲတဲ့တပ်ဖြတ်မှုတွေကမမျော်လင့်ပဲရပ်တန့်သွားပါတယ်မြုံကြီးနိုင်လောက်တဲ့နဖျားအရှိန်ဝါတစ်ခုကတိမ်ပင်လယ်တစ်ခုလုံးလှမ်းချုံသွားပါတယ်မြူခိုးရဲ့အာလုံးကနဖျားအရှိန်ဝါရဲ့အရှိန်မှာတုံလုံးနေတယ်လို့နောက်ဆုတ်သွားကြပါတယ် တချိန်တည်းမှာပဲတိမ်ပင်လင်ကနေနဖျားအရှိန်ဝါအတော်များလည်းထွက်လာပြီးထော်ဆန်ရဲ့နဖျားအရှိန်ဝါကိုရဲဆန်းနဲ့တိုက်ခိုက်ကြပါလေတိတ်ဆိတ်နေပေမဲ့ကြောင်မုတ်ဖွေရကောင်းတဲ့မိုးကြိုးပစ်တပ်နေလို့စိတ်ထဲကိုထုပ်ပုံးဝင်ရောက်လာတဲ့ဟိန်းတန်တစ်ခုကတိမ်ပင်လင်တစ်ခွင်းမှာပြန့်နှံ့သွားပါလေပုံမှန်ရက်ရက်ဆိုရင်တော့ထော်ဆန်ကလူတိုင်းကိုတက်ပြစ်မှာပါတို့ဝရင်အခုချိန်မှာတော့သူ့ရဲ့မျက်လုံးတွေကကျဉ်းပြောင်းသွားပါလေသူကနေပယ်လေးခုလုံးကိုရှာပေမဲ့ဝန်လင်းရဲ့အငွေ့တောက်ကိုမတွေ့ရှိခဲ့ပါဘူးတို့ဝရင်ဝန်လင်းကမတည်သေးဘူးဆိုတော့သူကသိပါလေ ဝလင်းကားသာတည်ဆုံသွားရင်အမွေနစ်ကပြောက်ကွယ်သွားတော့သူကခံစားမိမှာပါကျဲဆူးစနစ်၄ခုလုံးမှာသူ့ရဲ့ရိတ်ရံဝါလုံးဝမရှိဘူးဆိုတော့ဖြစ်နိုင်ခြေရတစ်ခုပဲရှိတော့တယ်ညာထရောင်းနဲ့သူကစောင့်နေလိုက်တာနဲ့တိမ်ပင်လင်ကတုံ့လုပ်သွားပြီးလေဟာနေမှာလှိုင်းနေရပိတ်တင်ထပ်သွားပါတယ်အကွဲချောင်းကြီးတစ်ခုကလည်းပေါ်လာပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကအကွဲချောင်းထဲမှာနှိမ့်ယုတ်သွားပါတယ်သူကပြောက်ကွယ်သွားပြီးရင်တော့အန်အန်းတင်းနေတဲ့နဖျားရှင်ကွာတွေကရောက်လာပြီးပုံဝင်ချင်းကိုရှာဖွေကြည့်ပြီးမှအန်အန်းတင်းစွာနဲ့ထွက်သွားပါတယ် မကောင်းဆိုးဝါးဥကြီးအချို့ကလွယ်လို့တိမ်ပင်လေရဲ့အန်အင့်ဖွဲ့ပြောင်းလဲမှုရဲ့တကယ့်အကြောင်းရင်းကိုဘယ်သူကမှမသိကြပါဘူး။ကျဲဆူးစနစ်လေးခုရဲ့အောက်မှာဗလာနေမြေတစ်ခုပါရှိပါတယ်။ထိုနေရာကဒစိုက်ခတ်ထားတဲ့နေမြေရဲ့ဖဲစီမှုရှိတဲ့နေရာပါ။ထိုနေရာကနေဖောက်ထွင်းရင်ရှေးအောင်ကျဲဆူးစနစ်ကိုဝင်ရောက်နိုင်ပါတယ်။ထော်ဆန်ကထိုဗလာနေမြေရဲ့အပြင်မှာပေါ်လာပြီးအဝေးကိုကြီးလိုက်ပါတယ်။သူ့ရဲ့မျက်နှာကပိုပြီးတော့မှိုင်မင်းသွားပါတယ်။အခုကလာအတွင်းမှာသူ့ရဲ့ရှေးအောင်နှဖျားအရှင်ကနေရာတိုင်းကိုပြန့်နှံ့သွားပြီမဲ့ဝယ်လင်းရဲ့အရေးအယံအနေငယ်အောင်ရှာမတွေ့ခဲ့ပါဘူး။ ရှေးဟုံးဂျေဆုစနစ်ထော်ဆန်တိတ်ဆိတ်သွားပါတယ်သူရဲ့မှတ်ညံကြီးကအပြည့်စုံမရှိပါဘူးဒူဝါရင်သူရရှိထားတဲ့မှတ်ညံနေထဲမှာရှေးဟုံးဂျေဆုစနစ်အကြောင်းအထက်လက်တွေကတော့ရှိပါသေးတယ်ထူစီကထိုနေရာနေလာတယ်ဆိုတာသူကမှတ်မိပါတယ်ထိုချိန်တုန်းကဒစိခတ်နေပဲဆိုတာလည်းမရှိသေးပါဘူးသူရဲ့အကြီးကဒစိခတ်ဖက်စီမူနဲ့အပြည့်နေပဲကိုဖောက်ထွင်းပြီးတော့မြင်နိုင်ပါတယ်သူရဲ့မှတ်ညံနေထဲကယင်းပြီးသားအိမ်ကိုသူကမြင်ရပါတယ်သူကနေရာတိုင်းကိုရှာဖွေပေမဲ့ဝန်လင်းရဲ့အငွေ့တောက်ကိုမတွေ့ရှိခဲ့ပါဘူး တခုတည်းသောအဆုံးသတ်ရတော့ဝလင်းကရှေးအောင်ကျက်စုစနစ်မှာရှိနေတယ်ဆိုတာကိုပါထော်ဆန်ရဲ့မျက်လုံးတွေကအစ်ဆက်သွားပါတယ်ဝလင်းကသူမဖြစ်မနေတက်ရမယ့်လူပါဒီလိုလုံးမသာသူကအပြည့်စုံဖြစ်လာမှာပါရှေးဟောင်းကျက်စုစနစ်မှာပုံနေမယ်ဆိုရင်တော့ဒီနှစ်ဖျားမင်းကိုဝါမျိုးဦးမှာဒီကဘာမှာမင်းကလွတ်နိုင်တဲ့နေရာဆိုတော့မရှိဘူး သူကလတီးကိုဆုပ်လိုက်ပြီးသူ့ရဲ့အိမ်မခဏကိုကရှေးကိုတဟုန်တို့ပြေထွက်သွားပါတယ်။ဗလာနေမီမှာအလွှာလိုက်ခွာနေသလိုလှိုင်းခတ်လိုင်းတွေအများကြီးကပေါ်လာပါတယ်။မကြခင်မှာပဲပင်ကွအိမ်ကွက်လိုဖဲစီမှုတစ်ခုအောက်မှာပေါ်လာပါတယ်။ပင်ကွအိမ်ကွက်လိုဖဲစီမှုကဗလာနေမီမှာပေါ်လာတဲ့အချိန်မှာထော်ဆန်ကညာလက်တီးနဲ့ထိုးလိုက်ပါတယ်။ထိုးရာရှေးအောင်နှဖျားရဲ့ထိုးချက်တုံဝင်ရှေးအောင်နှဖျားတစ်ပါးရဲ့လတီးချက်ပါ။အိမ်မလက်တီးကနီးကပ်လာပြီးဖဲစီမှုနဲ့တိုက်မိတဲ့အချိန်မှာထော်ဆန်ကဖဲစီမှုကိုသူ့ဘက်သာဖျက်ဆီးဖို့အတွက်ကြိုးစားပါတယ်။သူ့ရဲ့လက်သီးချက်ကထိမှန်တဲ့အချိန်မှာ ဗလာနေမီတစ်ခုလုံးကတုံလုံးသွားပြီးမိုးကြိုးပိတ်တံလိုတကြိမ်ကြိမ်မီဟိမ့်တံများထွက်လာပါလိမ့်။သူ့ရဲ့ခန္ဓာကိုယ်ကိုဗဟိုပြုတ်ပြီးလှိုင်းနှင့်အများကြီးကပြန့်နှံ့သွားပါလိမ့်။လှိုင်းနှင့်ကဗလာနေမီတစ်ခွင်းကိုပြန့်နှံ့သွားပြီးဗလာနေမီတစ်ခုလုံးကပြောင်းလဲသွားပါလိမ့်။ထိုနေရာမဲမောက်နဲ့ဗလာနေမီမဟုတ်တော့ပါဘူး။တစိမ့်ခထားတဲ့နေပယ်တစ်ခုလုံးကိုဖုံးအောင်ထားတဲ့အီယာမဖက်စီပုံအစီရင်တစ်ခုဖြစ်လာပါလိမ့်။ထော်ဆန်တော့ထိုဖက်စီပုံအစီရင်နဲ့ရှင်ရင်တင်းငဲ့နေပါသေးတယ်။ဖက်စီပုံရဲ့အရွယ်စားကိုဘလို့မှဖော်ပြလို့မရပါဘူး။မှုံဝါရောင်ခုနှစ်ပါးရောင်ကြီးတွေကိုပဲမြင်နိုင်ပါလိမ့်။ ထော်ဆန်ရဲလက်တီချာထိမှန်ပြီးမိုးကျွတ်ပစ်တန့်လိုမိဟင်းတန့်များပေါ်လာပြီးရဲ့နောက်ဖက်စည်းပုံဟာလှုပ်ရှားခြင်းမရှိသေးပါဘူးထိုစားအန်းတင့်ဖွဲ့ပြန်ခုန်တဲ့အားတစ်ခုကထော်ဆန်ရဲလက်တီကိုတိုက်ခိုက်လိုက်ပါတယ်တကြည်ကြည်မိတန်ထပေါ်လာတဲ့အချိန်မှာထော်ဆန်လိုတန်ပါတဲ့လူကတော့နောက်ဆုတ်လိုက်ရပါတယ်ထော်ဆန်ရဲမျက်နှာကြမ်းတမ်းသွားပြီးဖက်စည်းပုံအစီရင်ကိုစိုက်ကြည့်လိုက်ပါတယ်ရှေးအောင်နှစ်ဖျားတစ်ပါးအနေနဲ့သူ့မှာမာနရှိပါတယ် ထူဖက်စည်းမှုကသူ့ကိုရတန့်ရေးပါလေသူကဟင်းအောင်လိုက်ပြီးထပ်ပြီးတော့ပြေထွက်သွားပါလေသူ့ရဲ့လက်တီးကဥက္ကခဲပြန့်လို့ယူလျားပြီးဖက်စည်းပုံအစီရင်ကိုသူ့ဘသာရဲဆန်းနဲ့တိုက်ခဲလိုက်ပါလေ ဖယ်စီဘုံတစ်ခုလုံးကမထိမှတ်ထားတဲ့တုံလုံးမှုကိုပြသပေမဲ့ပြုတ်ကွဲမဲ့လက္ခဏာတို့မပြသေးပါဘူး။ထော်ဆန်ကဘလောက်ပဲတိုက်ခိုက်ပါစေဘသူမှခြေတလန်းတော့ထွက်ခွာခွင့်မပြုတ်ပဲရှိနေသေးပါပဲ။ဒစိခန့်နေမြေထဲမှာဖိဖက်နေတာတွေကိုပုံစံအစင်ရင်ကနေစောက်ကြည့်နေတဲ့သူတွေကသတိထားမိလိုက်ကြပါလေ။ဒူဝါနဲ့သူတို့ကမြောက်လာနိုင်ခင်မှာပဲတိဆောင်းမှုတွေပျက်စီးမှုတွေအများကြီးကိုခံလိုက်ရပြီး အစီရင်ဖဲစီမှုဝိညာဉ်ကိုပေါ်လာစေခဲ့ပါလေဖဲစီမှုအတွင်းမှာအလင်းနံတစ်ခုပါဖြစ်လာပါလေငွေရောင်အလင်းတစ်ခုပါမိုးကြိုးလိုလက်လက်ထနေပြီးလှန်နှချောင်းဖြစ်လာပါလေမိုးကြိုးတွေနဲ့ရစ်ပတ်နေတဲ့ထိုလန်ထော်ဆန်စီကိုတက်တက်ပြလွတ်လိုက်ပါလေလှန်မြုံနိုင်လောင်းကိုမြန်ဆန်ပြီးကောင်းကင်ကိုတွန်လို့စင်နိုင်တဲ့မိုးကြိုးပိတ်တန်တွေကထွက်လာပါလေထိုအချိန်မှာပဲထော်ဆန်ကလက်ကြည့်လိုက်ပြီးညာဘက်လက်ကိုမိုးကြိုးလိုမြန်ဆန်စွာနဲ့ရွေလျားလိုက်ပါလေမြုံကြည့်နိုင်လောင်းကိုမြပြလာတဲ့ရှီအောင်နှဖျားစွန်းအင်းတွေကပေါ်လာပြီးလှန်နဲ့တိုက်မိသွားပါလေ လှမ်းအပ်ပောက်ကွဲသွားပြီမယ်ပြန်လဲပေါင်းဆက်ပြီးပို့ပြီးတော့အစွမ်းထက်တဲ့အချိန်မှာ ਨੇ ထော်ဆန်ရဲ့ညာလမောင်းကိုထုတ်ဖောက်လိုက်ပါတယ်ထုတ်ဖောက်လိုက်တဲ့အချိန်မှာမိုးကြိုအမြောက်များထွက်ပေါက်လာပြီးလှမ်းကိုအချောက်ချဖိထားကထော်ဆန်ရဲ့ခန္ဓာတစ်ခုလုံးကိုဖျက်ချက်သွားပါတယ်မိုးကြိုးတွေကထော်ဆန်ကိုတင်းကျပ်စွာနဲ့ချုံနှောင်ထားတဲ့ပိုက်ကွန်တစ်ခုလိုဖြစ်လာပါတယ်။မကြခင်မှာပဲဖယ်စင်းမှုအတွင်းမှာနောက်ထပ်အလင်းနဲ့တစ်ခုကဖြစ်လာပါတယ်။အပြောင်အလင်းတွေကဒတုတလဲအဖြစ်ပုံသွင်းလာပါတယ်။တောင်မောက်ဖေရကောင်းတဲ့ဓာဆွမ်းရင်နဲ့အိဆက်မှုတွေကိုတည်ဆောင်းလာပြီးထော်ဆန်စီကိုဥတီလာပါတယ်။ ထော်ဆန်ရဲ့မျက်လုံးတွေကလင်းလက်သွားပြီးမိုးကြိုးတွေကသူ့ကိုဝင်ရနေတဲ့အချိန်မှာသူ့ရဲ့ညာလက်ကအကောင်းကြီးကိုဝင်ရလိုက်ပါတယ်မိုးကြိုးပစ်တံကြီးတစ်ချက်ကထွက်လာပြီးအကွဲကြောင်ကြီးတစ်ခုကပေါ်လာတဲ့အခါနဖျားတက်လှန်ပေါ်လာပါတယ်။သူကနဖျားတက်လှန်ကိုစုပ်ကင်ပြီးဟိန်းဟောက်ကဝင်ရလိုက်ပါတယ်။ကဘာကြီးကိုတုံလို့စင်းနိုင်တဲ့အချိန်မှာတစ်ခုကပေါ်လာပြီးအပြောင်းဒတူနဲ့တိုက်မိသွားပါတယ်။ပောက်ကွဲတက်နေရအစမပြတ်ထွက်လာပြီးအပြောင်းဒတူကရုတ်တရက် အပမန်ကွဲသွားပါလေဒိုးရတဲ့ရင်ပျောက်ကွက်မသွားပဲထော်ဆန်းစီကိုတက်တက်ပြန်တန်းသွားပါလေတစ်ချိန်တည်းမှာပဲပုံများတဲ့အလင်းတန်းတွေအားဖဲစီမူကနေထွက်လာပါလေဒီဒီချိန်မှာတော့ကွဲပြားတဲ့အလင်းတန်း၃ခုကအရန်လင်းလန်းတောက်ပါနေပါလေတစ်ခုကရွှေအောင်ဖြစ်ပြီးအေယာမရွှေဓာကြီးဖြစ်ပုံစံပြောင်းသွားပါလေထူဓာကြီးကပီတထောင်ချိုရှိလျားပြီးချက်ချင်းပဲထော်ဆန်းစီကိုပြန်တန်းသွားပါလေဒူရီယာအလင်းတန်းကတော့ခင်ရောက်ဖြစ်ပြီးရွှေအောင်အလင်းတန်းကပေါ်လာပြီးရဲ့နောက်မှာပေါ်လာပါလေ ပေတောင်းရှိလျားတဲ့ခင်ရောက်ကြာပွဲပုံစံအဖြစ်ပြောင်းသွားပြီးမီးမတနိုင်တဲ့မော်ထွန်းစာတွေကိုထွင်းထားပါတယ်။ပေါ်လာတဲ့အချိန်မှာဖဲစင်းမှုကကောက်ကွေးသွားပါတယ်။ပောက်ကွေးတန်များထွက်ပေါ်လာပြီးကြာပူကမွေကြီးလိုမျိုးထော်ဆန်းစီကိုဝင်ရင်လိုက်ပါတယ်။တတိယအလင်းတန်းကတော့အနီအောင်ဖြစ်ပြီးလက်ဆက်တဲ့သွေးစင်းလိုမျိုးပြန့်နှံ့သွားပါတယ်။ထို့ကြောင့်ဖဲစင်းပုံတစ်ခုလုံးကသွေးနီအောင်ဖြစ်သွားပါတယ်။နာကျင်စွာနဲ့အော်ဟင်းငွေယူတန်တွေကအနီအောင်အလင်းရနေချစ်ချင်းမဲ့ထွက်လာပါတယ်။အနီအောင်အလင်းတန်းကပုံစံပြောင်းသွားတဲ့အခါခေါင်းကိုလုံးပါတန်နေပုတ်လက်နဲ့ကြီးအားပေါ်လာပါတယ်။ ခေါင်းကိုလုံးကနေတွေးရရလဲစီးကြနေပါလိထိုဝိညာဉ်ယတနာတွေကအယံရက်ဆက်ကြံကြုတ်ပြီးမေးမတိုင်းတဲ့နှစ်တွေတခြားလူတွေရဲ့တွေးရနေဆွန့်ထင်းနေတဲ့ပုံများပါလိပေါ်လာတဲ့အချိန်မှာထော်ဆန်စီကိုတိုးဝင်သွားပါလိထိုဖက်စည်းမှုအစီအမှာဝိညာဉ်ကိုကူကရှိပြီးအခုချိန်မှာငါးကူကပေါ်လာပြီးထော်ဆန်ကိုတိုက်ခိုက်နေကြပါလိထော်ဆန်ရဲ့မျက်နှာအယံအမတီချင်နေပြီးနဖျားတက်လန်တန်ကိုဝင်ရင်လိုက်ပါလိသူရဲ့ဘယ်လက်ကကောင်းကင်ကိုဝင်ရင်လိုက်တဲ့အခါလာရောက်နေရဆူဝေးလာပြီးလာဂျန်ဒါတစ်ချောင်းဝဖြစ်လာပါလိလာဂျန်ဒါကသူ့ရဲ့ပက်လက်ကိုဝင်ရပြီး ဖွဲ့စည်းမှုရဲ့ဝိညာဉ်တွေကိုတိုက်ခိုက်လာပါတယ်။မိုးကြိုးပစ်တက်နေကြောင်းကောင်းကင်ကပြိုကျတော့မယ်လို့ခန်းစားရပေမဲ့ဖွဲ့စည်းမှုမှာပျက်စီးမဲ့လက္ခဏာတွေကိုမပြပါဘူး။ထော်ဆန်းဟင်းအောင်လိုက်ပြီးဖွဲ့စည်းမှုဝိညာဉ်၅ခုနဲ့တိုက်ပွဲစားတင်လိုက်ပါတယ်။ထိုအချိန်မှာပဲဖွဲ့စည်းမှုကနေအလင်းတန်းနေရာမှာထွက်ပေါက်လာပေမဲ့အပူလိုင်းတစ်ခုကပေါ်လာပါတယ်။အပူလိုင်းကပေါ်လာတဲ့အချိန်မှာပေထမုံးများစွာကြီးမားတဲ့အရာဝတ္ထုကြီးတစ်ခုက ဖဲစည်းပုံတွေမှာပေါ်လာပါတယ်ရှေးအောင်အချိန်ကွာတစ်ခုကိုထွက်လွတ်နေပြီးအချိန်ကြာမင်းစွာအကုန်လုံးခဲတဲ့လက္ခဏာတွေကထင်ရှားနေပါတယ်အလွန်မင်းကိုရက်ဆက်ကြမ်းကြုတ်ပြီးကြီးစုသူတိုင်းရဲ့စိတ်ကိုတုံ့လို့စေပါတယ်ထိုးရအီယမလောက်လွင့်လေးကွာကိရိယာတွေတစ်ခုဖြစ်ပါတယ်လောက်လွင့်ကိရိယာကြီးမှာမီလုံးကြီးတစ်လုံးကရှိပါတယ်ထိုမီရရောင်မရှိပဲမမြင်ရပေမဲ့မခမန်းနိုင်တဲ့အပူကိုခန်းစားရနိုင်ပါတယ်ဒိုင်းကနေတစ်ချက်နဲ့လောက်လွင့်ကိရိယာကြီးကမီလုံးကြီးကိုထော်ဆန်စီကိုတက်တက်ပြစ်လွတ်လိုက်ပါတယ် မီလုံးကြီးကတလုံးနဲ့ဆိုရင်တော့ပြဿနာမရှိပေမဲ့ပထမတလုံးကိုပြစ်လုပြီးရနောက်နောက်ထပ်တလုံးကိုဖယ်ဆီးမှုအစီရင်ကနေအ мян ဆန်ဖန်တီးပြီးလောက်လွင်းကရိယာကြီးကဆက်လက်ပြီးတော့ပြစ်လုနေပါလေမီးမတွနေတဲ့နှစ်တွေတစ်လျှောက်လူတွေကဒစိုက်ခက်ဖယ်ဆီးပုံကိုဖောက်ထင်းမှုစူးစမ်းခဲ့ကြပြီးလူတွေအများပြားတည်ဆုံးခဲ့ရပါတယ်၆ခုမြောက်ဝိညာဉ်ဟာပေါ်လာတဲ့အချိန်မှာထော်ဆန်တော်မအားနေချက်ရှိနေပါတယ် ၆ခုမြောက်ဝိညာဉ်နဲ့တိုက်ခိုက်တဲ့အခါကောင်းကင်ကတွန်လုတ်သွားပြီးထော်ဆန်ပထမဆုံးအချိန်ဖြစ်ဆုတ်ခွာခဲ့ရပါတယ်။သူကဆုတ်ခွာခဲ့ပါတယ်။သူ့ရဲ့မျက်နှာတည်ကျနေပေမဲ့မြို့ကြီးနိုင်စရာလက္ခဏာတွေကိုပြသနေပါတယ်။ဒါဝရင်သူ့ရဲ့ရက်ဆက်ကြံကြုံမှုကပိုပြီးတော့ပြင်းထန်လာပါတယ်။တတော်ကိုအစွမ်းထက်တဲ့ဖယ်စည်းမှုပဲ။ဝန်လင်းကိုဝေါမျိုးပြီးတော့စစ်မှန်တဲ့ကျယ်ရှိပွင့်နဲ့ဖျားဖြစ်လာမှာပဲ။ဒီဖယ်စည်းမှုကိုငါဖောက်ထွင်းနိုင်မှာ။ဒီဖယ်စည်းမှုကကျဉ်းညံ့သူတွေကိုဒစိမ့်ခတ်ဖို့တောင်မကငါရဲ့ရှေးအောင်နှဖျားမြို့နယ်စုကိုပါထယ်သွင်းစဉ်းစားပြီးတော့ဖန်တီးထားတယ်ဆိုတာသိတာလေ။ ဒါပေမဲ့ဝန်လင်းရဲ့အချိန်မှာဟိုအဲ့ဒီမှာခန်းစားရတယ်။ဆိုလိုတာဝန်လင်းကရှေးအောင်ကျက်စုစနစ်ထဲရောက်ဒစိတ်ခန့်နယ်ပယ်ရဲ့အပြင်ဘက်မှာရှိနေရမယ်။ဘလိုပဲဖြစ်ဖြစ်ငါဒီဖယ်စည်းမှုကိုဖောက်ထွင်းမှရမယ်။ထော်ဆန်ရဲ့မျက်လုံးလေးမှာသွေးနီးအောင်နေရာထွက်ပေါ်လာပါတယ်။သူကဆုတ်ခွနေချိန်မှာသူ့ရဲ့ညာလက်ကသူ့ရဲ့မျက်ခုံးနှစ်ခုချောင်းကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်။သူ့ရဲ့မျက်ခုံးနှစ်ခုချောင်းကနေတတရားမြောက်ချေကမိကုန်းကနေထွက်လာပြီးတတရားအစင်ချင်းညံ့သူရဲ့မူလဆွေရဲ့အချိန်မှာထွက်လာပါတယ်။ငါရဲ့စွမ်းအပြေဝါနဲ့အပြင်ဝင်ထွက်မယ်။ ဒါပေမဲ့ပြန်လာဖို့တော့အစွမ်းမရှိတော့ဘူး။ဒါငါအတွက်ပြဿနာမဟုတ်ဘူး။ဝလင်းကဒဇိခတ်ဖယ်စီမှုရဲ့အပြင်ဘက်ကရှေးဟောင်းကျေဆုစနစ်မှာရှိနေတယ်။ဒါကြောင့်ဒဇိခတ်နေမိခဲမှာနေရတာအသုံးမဝင်ဘူး။အပြင်ကိုရောက်ပြီးသူ့ကိုဝါမြုပ်နိုင်မယ်ဆိုရင်ဘာလို့ပဲစွန့်လို့ရစွန့်လို့ရတန့်နေ။ထော်ဆန်းစွန့်ပစ်ချက်ထားလိုက်ပါလေ ူရဲ့တတရားမြောက်ချိန်ကနေမူလဆွမ်းရဲ့အချိန်ဝါရီကပိုးပြီးပြင်းထန်လာပြီးမမျော်လင့်ပဲ Facebook အစီရင်တစ်ခုလုံးဖုံးဝသွားပါလိမ့်တတရားမြောက်ချိန်ကနေတည်ဆုံးခြင်းရောက်အဟိတန်တဲတဲကိုကြားပြီးမဲ့အခုချိန်မှာတော့အစွမ်းထက်တဲ့စွမ်းရည်လိုင်းတစ်ခုကထွက်လာပါလိမ့်တတရားမြောက်ချိန်ကပြန်ထွက်သွားပြီးအုတ်ကခဲပြန့်ကြီးလို့ဒစိခက် Facebook စီကိုတိုးဝင်သွားပါလိမ့်ထော်ဆန်ရှေးကိုတိုးဝင်လာပြီးအုတ်ကခဲပြန့်ကြီးရဲ့အရွယ်စားထိကျုပ်သွားပြီးနောက်ကနေလိုက်ပါသွားပါလိမ့်သူက Facebook အစီအစဉ်စီကိုတုံးဝင်သွားပါတယ်တတိယအဆင့်ချင်းချင်းသူရဲ့မူလဆွမ်းရင်ပါတဲ့ခြေအားလမ်းဖွင့်ပေးပြီး နဖျားတက်လန်နဲ့လာချန်တာသူကိုဝင်ရနေတဲ့အတွက်ထော်ဆန်ရဲ့ပလက်မှာအစွမ်းထက်တဲ့စွမ်းအားတစ်ခုကစုဝေးလာပါတယ်သူကဖက်စီမှုအစီရင်စီကိုပို့ပြီးတော့မြန်မြန်ယူလျားလာပါတယ်ဖက်စီမှုအစီရင်ရဲ့ဝိညာဉ်6ခုကသူ့ကိုရတန်ဖို့အတွက်ယူသွစွာနဲ့တိုက်ခိုက်လာကြပါတယ်လောက်လွင်ကရိယာကြီးကမီးလုံးနဲ့မီးမတနိုင်အောင်ပြစ်လွတ်နေပြီးကောင်းကင်ကိုတလုံးစင်းနိုင်တဲ့အတန်တွေကထပ်ပေါက်လာတဲ့အခါထော်ဆန်အားပို့ပြီးတော့မြန်မြန်ဆန်နဲ့ယူလျားလာပါတယ်ထိုးချိန်မှာနောက်ထပ်အလင်းတန်းတစ်ခုကဖက်စီမှုအစီရင်ကနေထွက်လာပါတယ် ထိုးရမဲနှက်နေပြီးကောင်းကင်လိုပါပဲပြန်နဲ့သွားတဲ့အခါဖယ်စီမှုအစင်ကပျောက်ကွက်သွားသလိုပဲမဲနှက်တဲ့အလင်းတန်းကမဲနှက်တဲ့အငွေ့တွေဖုံးလို့ထားတဲ့အီယာမထုတ်ရည်အဖြစ်ပုံစံပြောက်သွားပါလေပေါ်လာတဲ့အချိန်မှာစိတ်ကိုဆွေးယူနိုင်တဲ့အရှင်ဝါတစ်ခုကိုထုတ်လုပ်လိုက်ပါလေဒေါကြီးကပေါ်လာတဲ့အချိန်မှာထော်ဆန်စီကိုဝင်ရင်လာပါလေမိုးချိုးပစ်တက်နေရောက်ထပေါ်လာတဲ့အခါဝင်းကြီးခုနကခုကတခုတည်းဖြစ်ပေါင်းဆက်သွားပြီးထော်ဆန်ကိုရက်တန်လိုက်ပါလေ။ဒိုင်းကနေအတန်တခုကထွက်ပေါက်လာပြီးပထမဦးဆုံးအချိန်ဖြစ်ထော်ဆန်ရဲ့မျက်နှာကဖျော့ဖျော့သွားပြီးသူ့ရဲ့ပါးစပ်တော့ကောင်းနေသွေးတွေကထွက်လာပါလေ။တော့ ါဘလို့ဖယ်စည်းမှုမျိုးလဲဘလို့ယူသွတဲ့သူကဒီဖယ်စည်းမှုကိုထားခဲ့တာလဲငါ့အပြင်ဒီမှာအခြားပုံပေါင်းနေတဲ့သူတွေကရှိနေသေးရလားမဟုတ်ရင်ဒီလောက်ထိအစွမ်းထက်တဲ့ဖယ်စည်းမှုမျိုးကရှိလာစရာအကြောင်းမရှိဘူးသူ့ရဲ့တိုးဝင်မှုကိုတားဆီးလိုက်ပြီးသူ့ရဲ့မျက်လုံးတွေကယူသွမှုနဲ့ပြင်းထန်နေပေမဲ့သူ့ရဲ့စိတ်ကတည်ငြိမ်နေပါတယ်ထော်ဆန်းသူ့ရဲ့ဘဝမှာထူးဆီးအပြင်ဘယ်သူမှမကြောက်ပါဘူးဖယ်စီမှုအစဉ်ကိုစိုက်ကြည့်နေတဲ့အခါသူ့ရဲ့မျက်လုံးတွေကယူသွမှုတွေပို့ပြီးတော့ပြင်းထန်လာပါတယ်တတိယအစဉ်ကြီးညံ့သူတွေကိုရှာပြီးတစိမ့်ခတ်ဖို့စုခွာမဲ့အစား အခုပဲအပြင်ကိုထွက်ပြီးရှေးဟောင်းကျဲစုစနစ်ထဲကတတိယအဆင့်ချိညက်သူတွေကိုရှာမယ်ဒီလိုဖွဲ့စည်းမှုမျိုးကိုဒီမှာထားခဲ့လို့ဒါမင်းရဲ့ပြစ်ဒဏ်ပဲသူကသူ့ရဲ့ညာလက်ကိုမြှောက်လိုက်ပြီးအေးဆက်ဆောင်တဲ့နှာခေါင်းရှုပ်ကသူ့ရဲ့ဒုတိယမြောက်ကျဲကိုလူညုံနဲ့ထိုးလိုက်ပါတယ်ဒုတိယမြောက်ကျဲကရုတ်တရက်ပိုပြီးတော့အစွမ်းထက်တဲ့မူလဆွမ်းရင်အချိန်ဝါတစ်ခုကိုထုတ်လွှတ်လာပြီးဒုတိယဥက္ကခဲပြန့်ကြီးတစ်ခုကပြန်ထွက်သွားပါတယ်ပထမဥက္ကခဲပြန့်ကြီးထက်ပိုပြီးတော့အစွမ်းထက်တဲ့ဆွမ်းနဲ့ရှေးကဖွဲ့စည်းမှုစီကိုပြင်သန်းသွားပါတယ်ဒီနှစ်ဖျားအတွက်ဖောက်ထွင်းလာ ထော်ဆန်ဟင်းအောင်လိုက်ပြီးအုတ်ကခဲပြန့်ကြီးနှလုံးသားကိုလိုက်ပသွားပါတယ်အုတ်ကခဲပြန့်ကြီးနှလုံးသားမေးမတွနိုင်တဲ့နှစ်တွေတခြားဖယ်စီမှုအစီရင်ကရှားပါကြုံတွေ့ရတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်စေပါတယ်ဖဲစီမှုအစီရင်ကိုဖန်တီးပြီးတဲ့အချိန်အားစပြီးဘယ်တော့မှမဖောက်ထွင်းနိုင်ခဲ့ပါဘူးထော်ဆန်ရဲ့တိုက်ခိုက်မှုမှာကဘာကြီးကိုဖျက်ဆီးနိုင်တဲ့ပျက်စီးစေတဲ့အရှိန်အဟောင်းတစ်ခုကပေါဝင်ပြီးချက်ချင်းပဲနီးကပ်လာပါတယ်ဝိညာဉ်တစ်ခုကဆက်လက်တားဆီးဖို့အတွက်ကြိုးစားနေပြီးမိုးကြိုးပစ်တတ်နေရာထိုကောင်းကင်မှာတစ်ခုတည်းသောအတန်တွေဖြစ်ပါတယ် ဒူဝါရင်ထော်ဆန်ဒူရီယာမြောက်ကျဲနဖျားတက်လှန်နဲ့လာဂျန်ဒါရုရဲ့အဆောင်အုံပြုပြီးဖဲဇီမှုစီကိုနှိကက်လာပါတယ်အခုချိန်မှာနောက်ထပ်လင်းတန်းတစ်ခုကဖဲဇီမှုအစီရင်ကနေထွက်လာပါတယ်ထိုလင်းတန်းကိုမြင်ပြီးရင်တော့ထော်ဆန်လိုအဆွမ်းထတဲ့ဒူဝါနောက်မှာအန်အင်းတင်သွားပြီးပို့ပြီးတော့မြန်မြန်တိုးဝင်သွားပါတယ် ချစ်ချင်းပဲအလင်းတန်းအီယမပစိန်ကြီးဖြစ်ပုံစံပြောင်းသွားပါတယ်။ရှေးအောင်နှစ်ဖျားအရှင်ကတခုကလည်းချစ်ချင်းပဲပြန့်နှံ့သွားပါတယ်။ပစိန်ကြီးကပေါ်လာတဲ့ချိန်မှာထော်ဆန်အန်းအန်းတင်သွားပါတယ်။မရင်မတွနိုင်တဲ့နှစ်တွေတခြားအရာတွေအများကြီးကိုကြုံတွေ့ခဲ့ရပေမဲ့အခုလိုအန်းတင်တာမျိုးကမရှိခဲ့ပါဘူး။ဒါဒါကမဖြစ်နိုင်ဘူး။ဒါကဘလို့လို့ပြီးတော့ဖဲစီမှုရဲ့ဝိညာဉ်တစ်ခုဖြစ်လာနိုင်ပါလေ။အစွမ်းထက်တဲ့ရှေးအောင်နှစ်ဖျားအရှင်ကနဲ့ပြင်းနေတဲ့ပစိန်ကြီးကပေါ်လာပြီးတဲ့နောက်ကောင်းကင်းကတော့မြင့်တက်သွားပြီးထော်ဆန်စီကိုခုတ်ချလိုက်ပါတယ်။ ထိုခုံချက်မှာထိုလောကဘေးတရှိရမှမလွတ်မြောက်နိုင်မတွန်းလန့်နိုင်သလိုပါပဲဘိုးဘေးတွေရဲ့တော်ဝင်လက်နက်ဆိုတော့ဘာဖြစ်လဲဒီဖယ်စီမှုအစီရင်ကိုဖောက်ထွင်းတော့ဘာမှမတားဆီးနိုင်ဘူးသူရဲ့မျက်လုံးကြီးကအနီအောင်ပြောင်းသွားပြီးမြေခုံးတစ်ခုကြားပထမဆုံးကျဲကိုလညူးနဲ့ထိုးတဲ့အခါနောက်ထပ်မူလဆိုရင်အချိန်မှတစ်ခုကထွက်လာပါတယ်တတိယမြောက်ကျဲကဥက္ကခေပြန့်ကြီးလိုပြန်ထွက်လာပြီးပထမကျဲနှလုံးနဲ့ပေါင်းဆက်ကကျဲတစ်လုံးနဲ့ဖြစ်သွားပါတယ် ထော်ဆန်းကတိုးဝင်လာပြီးဥက္ကခေပြန့်ကြီးနဲ့ပေါင်းဆက်သွားပါလေတတရားအစဉ်ချင်းညက်သူတုံယောက်ရဲ့မူလဆွေရင်ပောက်ခွဲမှုအပြင်ရှေးအောင်နှစ်ဖျားကျဲသုံးလုံးရဲ့စွာနှစ်ဖျားတက်လန်နဲ့လာဂျန်ဒါတို့ကဥဆောင်ပြီးဖယ်စီမှုစီကိုတိုးဝင်လာပါလေဖယ်စီမှုရဲ့ဝိညာဉ်နဲ့ပစိန်ကြီးရဲ့တိုက်ခိုက်မှုကိုလုံးဝကျူးမဆိုင်ပါဘူး အခုချိန်မှာဝိညာဉ်ခုနှစ်ခုရဲ့တိုက်ခိုက်မှုတွေဟာဥက္ကခဲပြန့်ကြီးပို့ကိုကြောက်လာပြီးအယံမပစိန်ကြီးဟာဥက္ကခဲပြန့်ကြီးကိုတက်တက်ခုတ်ချလိုက်ပါရင်ဥက္ကခဲပြန့်ကြီးဟာရုတ်တရက်ပြုတ်ကွဲပြီးအတွင်းထဲကထော်ဆန်းတွေးရထွက်လာပြီးမြပိုပြီးတော့မြန်မြန်ရွေလျားလာပါတယ်ပစိန်ကြီးကဒုတိယအချိန်ခုတ်ချလိုက်တဲ့အခါသူကဖယ်စီမှုအစင်တဲကိုဝင်တိုက်လိုက်ပါတယ်ထိုတိုင်းမီမှုကကောင်းကင်ကိုတွန်းလုသွားပါတယ်ကောင်းကင်ဘုံနေပင်လေးခုလုံးကိုတွန်းလုသွားပြီးအပြင်နေမီရနေအလီမြန်နဲ့တွုံးဝင်လာတဲ့ဖယ်စီမှုအစင်ကိုဆောက်ရှောက်သူအလုံးကအန်းအင်းတင်သွားပါတယ်ဘဲတုံးကမှအပျက်စီးခဲ့တဲ့ထိုဖယ်စီမှုအစ ီရင်ကပြိုကွဲတော့မဲ့လားပြင်းထန်စွာနဲ့တော်လုပ်သွားပါလိမ့်ဒိုးရရင်နောက်ဆုံးမှတော့မပြိုကွဲပါဘူးထော်ဆန်ကယူသွစွာနဲ့ဝေးတိုက်နေပြီးဆက်လက်တိုက်ခိုက်နေတဲ့အတွက်ပိုပြီးတော့ပြင်းထန်စွာတုံ့လောက်လာပါလေစီးစင်းမင်ပြောင်းလဲခြင်းနဖျားနီးပညာပစိန်ကြီးကအချင်းချင်းခုံချနေပြီးတိုက်ခိုက်မှုတိုင်းမှာထော်ဆန်ကတွေးရထွက်လာပါလေသူကယူသွနေသေးပါထူးစင်းတော့မပြပြအောင်မလုပ်နိုင်ခဲတဲ့စီးစင်းနေတဲ့မင်ပြောင်းလဲခြင်းနဖျားနီးပညာကိုသူကအသုံးပြလိုက်ပါလေ ထိုးအချိန်မှာမင်းနဲ့နေတဲ့မြို့ခိုးတွေဟာထော်ဆန်းဝင်းရံသွားပြီးထိုးအချိန်မှာပဲပစိန်ကြီးကတုံးဆုံနေတယ်လို့ရုတ်တရက်ရတန့်သွားပါတယ်ထိုးအချိန်လေးကိုအတုံးချပြီးမင်းနဲ့နေတဲ့မြို့ခိုးတွေထဲကဖယ်စီမှုထဲကိုဝင်ရောက်သွားပါတယ် ပေါက်ကွဲထော်ဆန်ရဲ့အတန်ကဘာချီကိုတလုံးစီပြီးသူ့ကိုဝင်ရနေတဲ့ဥက္ကခဲပြန့်ကြီးကပေါက်ကွဲသွားပါလေမင်းကြီးနိုင်လောင်းအောင်ပျက်စီးစေတဲ့ဆွာတစ်ခုကဖယ်စီမှုကိုထိခိုက်သွားပြီးပထမအဆုံးအချိန်ဖြစ်အကွဲကြောင်းတစ်ခုဖယ်စီမှုတစ်ခုမှပေါ်လာပါလေအကွဲကြောင်းကပေါ်လာတဲ့အချိန်မှာထော်ဆန်ကအပြင်ကိုထွက်သွားပါလေထော်ဆန်ကယူသွစွာနဲ့ရင်မောလိုက်ပြီးသွေးတွေကထွက်လာပါလေမိန်ဖျော်တဲ့ကျဲသုံးလုံးကသူ့စီကိုပြန်ဝလာပြီးမယ်တလုံးကရုတ်တရက်ပြုတ်ကွဲသွားပါလေဝလင်းဒီနှစ်ဖျားရောက်လာပြီမင်းကဘလို့ထွက်ပြေးမလဲဆိုတော့ငါကြည့်အောင်မယ် အခုအချိန်မှာဒဇိုက်ခန့်နေမီဒါမှမဟုတ်အပြင်းနေမီမဟုတ်တဲ့လေဟာနယ်ထဲမှာ တစ်ပင်ခုနှစ်ပင်ကိုပြုစုပြုထုတ်နေတဲ့နေရာမှာအနီရောင်အတီးကပို့ပြီးတော့နုံညံ့ပြီးရင်းမဲလာပါတယ်။ကောင်းကင်စန်းကျင်ဗရေးစရာအတီးထဲမှာဖြည်းဖြည်းချင်းလည်ပတ်နေပြီးအပြောင်မီးတစ်ခုကိုထုတ်လွှတ်နေပါတယ်။ထိုမီးတော့ကအတီးရဲ့အတွင်းပိုင်းကိုပြန့်နှံ့သွားပြီးပို့ပြီးတော့အန်အောင်စရာကောင်းလောင်းအောင်လို့ဖန်တီးပေးပါတယ်။အချိန်ရင်တော်ကြာကုန်လွန်သွားပါတယ်။အပြောင်မီးတော့အပြင်မိုးကြိုးတွေကပေါ်လာပြီးအပြောင်မီးတော့နဲ့ဖြည်းဖြည်းချင်းပေါင်းဆက်သွားပါတယ်။ပြီးတော့တိုက်ပွဲဆန္ဒတစ်ခုကထွက်လာပါတယ်။အတီးထဲကအရေးကိုအာဟာရဖြစ်အသုံးပြုပြီးအပြောင်မီးတော့နဲ့မိုးကြိုးတို့ကဖြည်းဖြည်းချင်းပေါင်းဆက်သွားပါတယ်။ မိုးကြိုးမီးနဲ့တိုက်ပွဲရဲ့ပုံစံမှုကထိုနေရာရဲ့အပြင်ဘက်မှာမဖြစ်နိုင်ပေမဲ့မီးမတနိုင်တဲ့တာအိုဆန္ဒတွေကိုအာဟာရဖြစ်စုဆောင်ထားတဲ့ထိုနေရာမှာတော့မဖြစ်နိုင်တဲ့ပြောင်းလဲမှုတွေဟာဖြစ်ပေါ်နေပါတယ်ပို့ပြီးတော့ရေးကြည့်တာအသီးထဲမှာကောင်းကင်စမ်းကျင်ဗရေးစရာလည်းရှိနေပါသေးတယ်အချိန်ကဖြည်းဖြည်းချင်းကုန်လွန်သွားတဲ့အခါအစ်တတခုကဖြည်းဖြည်းချင်းပေါ်လာပါတယ်ထိုရာအမှန်နဲ့အမှားရဲ့နေပယ်ပါရင်းနဲ့ရံရဲ့ပုံတံရံလည်းပေါ်လာပါတယ်တဝက်ကစစ်မှန်ပြီးတဝက်ကမှောင်ရင်းပါတယ်တဝက်ကကံကြမ္မာရဲ့အကြောင်းတရားဖြစ်ပြီးတဝက်ကကံကြမ္မာရဲ့အကျိုးတရားပါ တဝက်ကအသက်ရှင်ခြင်းဖြစ်ပြီးတဝက်ကတည်ခြင်းမှာထိုရင်ရံ့ပုံတံတန်းအပေါ်လာပြီးတဲ့နောက်မီးနဲ့မိုးကြိုးနဲ့တိုက်ပွဲနဲ့ပဲကိုချက်ချင်းပဲဆွတ်ယူလိုက်ပါလေရင်ရံ့ပုံတံတန်းကဝဲကြီးတစ်ခုဖြစ်လာပြီးအတီးထဲကအရာအလုံးကိုဆွတ်ယူလိုက်ပါလေကောင်းရင်စမ်းကျင်ပရိစေရရင်ရံ့ပုံတံတန်းရဲ့အလဲဖိုးမှာရှိနေပြီးအတူတူလဲပတ်နေပါလေဝလင်းကလုံးဝသတိရှိနေပြီးထိုရာအလုံးဖြစ်နေတာကိုခံစားရပါလေသူကရှိနေတယ်လို့မရှိနေတယ်လို့ထူးဆန်းတဲ့အချိန်တွေမှာရှိနေပါလေရင်ရံ့ပုံတံတန်းကလဲပတ်နေတဲ့အခါမိုးကြိုးနဲ့မီးရဲ့တိုက်ပွဲကအလုံးကိုဆွတ်ယူလိုက်ပါလေ ဝလင်ရဲ့မွေးဖွားလာတဲ့စိတ်ထဲမှာသူကတီတိုးရေယူလိုက်ပါလေ။နဖျားဆိတ်အသည့်စကားတစ်ခုကိုပုတ်လွတ်နေသလိုပဲမီးနီယာမာရီထဲမှာအသက်အားလုံးကိုအေးပျော်စေတဲ့တောင်းထိုနဖျားဆိတ်အသည့်စကားပေါ်လာတဲ့အချိန်မှာအတိခရရေအများပြားရင်းရံပုံထဏထဲကိုဆွေးယူခံလိုက်ရပါလေ။ထိုအရေထဲမှာအသက်ရှင်စဉ်ကမီးရဲ့တောင်းကိုနားလေသို့ပေါက်ခဲ့တဲ့တေဆုံးသွားသူတိုင်းရဲ့တောင်းဆန္ဒပောင်းပါလေ။ဝလင်ကအရေကိုစားသုံးနေတဲ့အတွက်အတိကလှပမနေတော့ပါဘူး။အတိရဲ့မျက်နှာပြင်မှာရေချောင်းတွေကပေါ်လာပါလေ။ ထိုယူသူရဲဆုပ်ယူမှုအောက်မှာဝလင်းကမေးမတိုက်နဲ့ပြန်လည်ဝင်စားခြင်းထဲမှာနစ်မြုပ်သွားသလိုပဲသူကရုတ်တရက်ကျယ်ရီရဲ့ဂျာမရဲနေတဲ့လက်တချုပ်ဖွင့်ရဲရုံနဲ့ကပ္ပမီကိုထိန်ချုပ်နိုင်တဲ့အဖိုးကြီးတယောက်လိုဖြစ်လာပါတယ်ပြီးတော့သူကရုတ်တရက်တက်လက်ပိုင်အရွယ်လူတယောက်ဖြစ်လာပါတယ်သူကလက်ကိုမြှောက်လိုက်တာနဲ့ကြင်ညာချင်းဂျိုလူခုကမီးပင်လေဖြစ်သွားပါတယ်သူကလည်းမီးရောက်တွေနဲ့ပြည်နေတဲ့ကပ္ပကနေထွက်လာတဲ့လူငယ်တယောက်ဖြစ်လာပါတယ်သူကထွက်လာတဲ့အခါမီးရောက်အားလုံးကဆုပ်ယူခံရရပါတယ်ဒီလိုပြန်လည်ဝင်စားခြင်းတွေကဝလင်းရဲ့စိတ်ထဲမှာတစ်ခုပြီးတစ်ခုပေါ်လာပါတယ် တခုချင်းစီဟာတရရုပ်ရဲ့မီးလင်းပြခြင်းကိုကိုစားပြုပါတယ်ထိုလေပတ်မှုကဆက်လက်ဖြစ်ပေါ်နေပြီးမီးရဲ့တောက်ကိုနားလေသဘောပေါက်မှုတွေအားဝန်လင်းရဲ့စိတ်နဲ့ပေါင်းဆက်သွားပါတယ်သူ့ရဲ့စိတ်ထဲမှာနက်နက်ရှမ်းကိုဆွဲထင်သွားပြီးသူ့ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်ရှေခေကားနေအခုချိန်ထိကောင်းကင်ဘုံနယ်မြေရနေကျက်ဆုစနစ်လေးခုအထိမီးကြောင်းနားလေသဘောပေါက်မှုအလုံးကဝန်လင်းတွက်အာဟာရဖြစ်လာပါတယ်သူတို့ရဲ့ဘဝတွေဟာနားလေသဘောပေါက်မှုတွေအလုံးဆွဲယူခံလိုက်ရပြီးတောက်အာဟာရတစ်မျိုးဖြစ်လာပါတယ်တို့ရရင်အခုဝန်လင်းကအလုံးကိုဆွဲယူလိုက်ပါတယ်မိုးချိုး နီးရမာထဲမှာအတက်တက်အားလုံးပစ်တံပေးတဲ့တောင်ဒုရီယာနဖျားအသီးစိတ်ကသတင်းစကားပို့လိုက်တဲ့အချိန်မှာအသီးကြီးကအမြန်ဆန်နဲ့ထုတ်သွားပါတယ်အရေးကြီးအများပြားကိုဝလင်းကဆွေးလိုက်ပြီးတောင်ဆန်နာရီယာကိုဝလင်းရဲ့စိတ်ထဲကိုစီးဝင်လာပါတယ်သူ့ရဲ့တမိုင်းတစ်လျှောက်မိုးချိုးကိုကျဉ်ညံ့ခဲ့တဲ့ကျဉ်ညံ့သူအားလုံးကိုမြင်လိုက်ရပါတယ်ရှေးခေးကျဉ်ညံ့သူတွေရဲ့မိုးချိုးအကြောင်းနားလေသဘောပေါက်မှုတွေကဝလင်းရဲ့စိတ်ထဲကိုစီးဝင်လာပါတယ်သူကချိန်ပေါင်းများစွာပြန်လည်ဝင်စားခဲ့ပြီး ဘဝရီမီးမထနိုင်အောင်လို့ဖျက်တမ်းနေရသလိုပါပဲသူကမတိသူတွေဖြစ်လာခဲ့ပြီးမိုးကြိုးရဲ့ဆွမ်းအောက်ကိုအချင်းချင်းရရှိခဲ့ပါလေနားလေဒုပေါမှုတွေကနေမိုးကြိုးတောက်ကိုအချင်းချင်းရရှိခဲ့ပါလေတိုက်ပွဲနီးရမာတွေထဲမှာကောင်းကင်သို့မဟုတ်မြေကြီးကိုမူးမြူးတဲ့တောက်ကိုတိုက်ပွဲနဲ့ပဲပါဝင်တဲ့တောက်ဆန္ဒအလုံးကဝင်လင်းရဲ့စိတ်ထဲကိုစီးဝင်လာပါတယ်ကဘာမျိုးတလုံးစီမဲဆန္ဒတစ်ခုအဖြစ်ပြောင်းလဲသွားပြီးဝင်လင်းရဲ့စိတ်ထဲမှာဆွဲထင်သွားပါတယ်အတီးကပို့ပြီးတော့ချုပ်သွားပါတယ်ဝလင်းကရေဒီယိုပို့ပြီးတော့ဆွဲယူလေလေ ပေထောင်ပေါင်းများစွာကျယ်ဝန်းတဲ့ထိုးအနီရောင်တစ်ပင်ကြီးကတွန်းလို့လာပါတယ်ထိုးအချိန်မှာပဲကွဲပြားတဲ့အယောင်ခုနှစ်မျိုးရှိတဲ့ပန်းနေရှိတဲ့ကျယ်စုစနစ်ထဲမှာအံအုံးဖွဲရအတန်တစ်ခုကထွက်လာပါတယ်တော်ဟူအတိရပေါ်လာတော့မယ်ဒါပေမဲ့ဘာလို့နှိုးနှဲနေရလဲအတန်အပေါ်လာတာနဲ့အစွမ်းထက်တဲ့နဖျားအသီးစိတ်တစ်ခုက အသီးစီးကိုတွုံးဝင်သွားပါတယ်ဒိုးဝါးတွေနဖျားဆိုင်ရနီးကပ်လာတဲ့အခါတာဝိုအသီးတွေကကောင်းကင်ဆန်းကျင်ဗရေးစေးကနူးညံ့တဲ့အလင်းတန်းတစ်ခုကိုထုတ်လွတ်ပြီးနဖျားဆိုင်နဲ့တိုက်မိသွားပါတယ်နဖျားဆိုင်ကချက်ချင်းပဲပြန်လွတ်ထွက်သွားပါတယ်နဖျားဆိုင်ကလွတ်ထွက်သွားတဲ့အချိန်မှာအန်အန်တင့်ဖွယ်ပြောင်းလဲမှုတစ်ခုကဖြစ်ပေါ်လာပါတယ်အသီးကရုတ်တရက်ရွတ်သွွာနဲ့ညှုံနှံပြီးခြောက်သွေ့လာပါတယ်အသားရည်ရအောင်ပြုတ်ကွဲကအနီအောင်တလင်းကြောက်အစားနာတွေဖြစ်သွားပြီးကောင်းကင်ဆန်းကျင်ဗရေးစေးရဲ့ပလက်ကရင်းရံပုံတံဆွဲယူလိုက်ပါတယ်ထိုနေရာမှာတွေမပြီးဆုံးသေးပဲအသီးကခြောက်သွေ့သွားတဲ့အချိန်မှာ အနီရောင်တစ်ပင့်ကြီးကပြင်းထန်စွာနဲ့တုံလို့ပြီးအမြန်ဆန်နဲ့ညှိုးနှမ်းသွားပါတယ်။တစ်ပင့်ရဲ့အနှစ်သာရဘာတစ်ခုမှကောင်းကင်စန်းချိန်ဗရေးစီရဲ့ဆုပ်ယူမှုကနေမလွတ်မြောက်နိုင်ပါဘူး။ဝယ်လင်းရဲ့စိတ်ထဲမှာမြေကြီးနယ်လောင်းကိုများပြားတဲ့မူလဆွေးနေရစီးဝင်လာတာကိုချက်ချင်းပဲခံစားလိုက်ရပါတယ်။အရင်ကဆွေးယူမှုကြောင့်သူ့ရဲ့နယ်ပယ်ကအမြန်ဆန်နဲ့ကြီးထွားလာပါတယ်။သူကယူသွစွာနဲ့ဆွေးယူနေတဲ့အခါမရေမတွနိုင်တဲ့တာအိုဆန္ဒတွေနဲ့မူလဆွေးနေရသူ့စီကိုစီးဝင်လာပါတယ်။ဝယ်လင်းကပြုတ်ကွဲတော့မဲ့လားခံစားလိုက်ရပါတယ်။ ထိုပင်ထတဲ့ဝေဒနာကသူ့ရဲ့စိတ်ကိုဆုပ်ဖြဲပြစ်နိုင်လောက်ပါတယ်။သူ့ရဲ့နေပင်နဲ့သူ့ရဲ့စိတ်တစ်ခုလုံးပြန့်နှံ့သွားပါတယ်။စိတ်မှန်နဲ့မှောင်ရင်ချင်းအသက်နဲ့တည်ခြင်း၊ကံကြမ္မာ၊မိုးချိုး၊မိင်းနဲ့တိုက်ပွဲရောပဲထိုရာအလုံးကအေးပြော်သွားပြီးသူ့ရဲ့ကိုယ်ပိုင်နားလဲသောပါမှုတွေဖြစ်လာပါတယ်။ပေါင်းဆက်သွားကအရင်တုန်းကဘယ်တော့မှမပေါ်လာဘူးတဲ့။နီးရမှာအစ်တစ်ခုကပေါ်လာပါတယ်။ထိုနီးရမှာပေါ်လာတဲ့အချိန်မှာပဲ ဝလင်းရဲ့ချင်းချက်မှုကတုံလုံးသွားပြီးမိုးကြိုးတွေမရင်မတွန်းနိုင်အောင်ပောက်ကွဲသွားသလိုပါပဲသူကနိဗ္ဗာန်တန်းစင်သူအလေအစင်းရနေနောက်ဆုံးအစင်းကိုခုံတက်သွားပါတယ်ထိုနီးရမှာမှမိုးကြိုးမီးတိုက်ပွဲအတန်းနဲ့တည်ခြင်းကံကြမ္မာနဲ့အမှန်နဲ့အမားတို့ကပေါင်းရင်ပါတယ်မရင်မတွန်းနိုင်တဲ့တာဝန်ဆန္ဒအလုံးကသူရဲ့အမှန်နဲ့အမားနေပင်နဲ့ပေါင်းစည်းမတာဝလင်းကနိဗ္ဗာန်တန်းစင်သူအလေရနေနောက်ဆုံးအစင်းကိုဘလောက်တူတောင်းတဲ့အချိန်အတွင်းမှာတန်လန်းနိုင်တာပါ ။ဒူဝါရင်မပြီးဆုံးသေးပါဘူး။ကောင်းကင်စန်းကျင်ဗရေးစေးရဲ့အကောက်ွယ်အောက်မှာဘသူမှမတိလိုက်ပဲဝန်လင်းရဲ့စိတ်ကကောင်းကင်စန်းကျင်ဗရေးစေးထဲကိုဆွေးယူခံလိုက်ရပါတယ်။မရင်တနိုင်နဲ့တာအိုဆန်နာတွေကိုအစမပြတ်နားလေသဘောပေါက်ပြီးဆွေးယူနေတဲ့အခါသူ့ရဲ့ကျင့်ကြံမှုအစဉ်အားနိဗ္ဗာန်တန်းစင်သူအစဉ်ရဲ့အထုံးထိတ်စီကိုယူလျားနေပါတယ်။တာအိုအသီးကိုဆွေးယူလိုက်တဲ့အတွက်နိဗ္ဗာန်တန်းစင်သူအထုံးထိတ်နောက်မှာနောက်ဆုံးမဟုတ်သူလိုပါပဲ။ဒီလိုဖိရက်မျိုးကအရင်တုန်းကဘယ်တုန်းကမှဖိခဲ့ဘူးပေါ့။ ဝယ်လင်းကနိဗ္ဗာန်တန်ဆင်သူအထုံးထိန်နဲ့နိဗ္ဗာန်ဖြစ်စည်းခြင်းရဲ့အဆုံးအမကိုနီးကပ်နေပါပြီ။နိဗ္ဗာန်တန်ဆင်သူနဲ့နိဗ္ဗာန်ဖြစ်စည်းသူကြားကောဟာချက်ကအယံဝန်ကြီးမာပြီးကြော်လာဖို့အတွက်နှစ်ပေါင်းများစွာကြင်ကြံရပါလေ။ဒူဝရင်အသီးခုနှစ်လုံးထဲကတလုံးကိုဆုပ်ယူပြီးရနောက်မှာထူကောဟာချက်ကအမြန်ဆန်နဲ့ကြီးမောင်းလာပါလေ။ ထိုထူးခြားမှုအားသာမရှိရင်ဝလင်းကနိဗ္ဗာန်တန်းစင်သူအားနေနိဗ္ဗာန်ဖြစ်စီသူအစင်းကိုရောက်ဖို့အတွက်စေလုံးနေမိမတနိုင်အောင်ရှိရင်တော့အချိန်ရမ်းကြပါလိမ့်မယ်။သူအားတွင်သူရရှိခဲ့တဲ့တာဝကသူကိုယ်တိုင်နားလဲသောပေါက်ခဲ့တာမဟုတ်ပါဘူး။မိမတနိုင်တဲ့ဘွားတွေကိုဖျက်တမ်းပြီးတော့ဆွတ်ယူခဲ့တာပါ။အားလုံးကိုနားလဲသောပေါက်ဖို့အတွက်ပြောင်းလဲဖို့အချိန်ကိုလိုအပ်ပေမယ်။ဝလင်းမှအသေးစိတ်စဉ်းစားဖို့အတွက်အချိန်မရှိသေးပါဘူး။ကောင်းကင်စန်းကျင်ဗရေးဇီးယား အတီးနဲ့တစ်ပင်ရဲ့အနှစ်သာရကိုယူသွွဆောင်နဲ့ဆုပ်ယူနေတာကိုသူကရှင်းလင်းလင်းခံစားရပါလေ။ညီများတဲ့လဲလဲမှုပါပဲ။ကောင်းကင်စန်းကျင်ဗရေးစီရသူ့ကိုအတန်းနဲ့တည်ခြင်းအချက်တရားနဲ့ကြော်လာဖို့အတွက်ကူညီပေးခဲ့တဲ့အတွက်အစားထိုးပြီးတော့စွားရီကိုဆုပ်ယူနေပါလေ။ဝလင်းကထိုးချင်နေနဲ့မစိမ့်ပါဘူး။သူ့ရဲ့သဘောတရားဝါကိုတည်ပြီးသားပါဗရေးစီရလှူရှားတိုင်းမူလဆွေရင်အများပြားကိုဆုပ်ယူရပါလေ။ဒီခွင့်ရလွတ်သွားရင်နောက်သားရလိမ့်မယ်။ ထိုအခွင့်အရေးလွတ်သွားတာထက်နားလည်ဖို့အချိန်ပေးတာပိုကောင်းပါတယ်ဝင်လင်းကကောင်းကင်စန်းချိန်ပရေစီကိုရရှိပြီးတဲ့အစွာအတွက်ပထမဆုံးချိန်တိုက်ပွဲဝင်ခဲ့တာပါငါကောင်းကင်စန်းချိန်ပရေစီရဲ့ပိုင်ရှင်ပဲကြုံမဟုတ်ဘူးမင်းရဲ့ဓာတ်စစ်၅မျိုးကိုငါဖြည့်ဆည်းပေးခဲ့ပြီးရင်းနှဲရင်စွာအုပ်ကိုရှာပေးခဲ့တယ်မင်းကငါ့ကိုအသက်အန္တရာယ်ကနေကယ်တင်ခဲ့တယ်ဒါအတွက်လည်းငါကျေးဇူးတင်တယ်ဒါပေမဲ့လဲလဲမူကပြီးဆုံးသွားပြီမင်းကအကျိုးကျေးဇူးအားလုံးကိုယူသွားမယ်ဆိုရင်ငါကျုံနဲ့ဘာကွာတော့မလဲမင်းစီကစွာအချို့ကိုယူရင်ရောဘာဖြစ်လဲ ငါကောင်းကင်စန်းကျင်ဘရေးစီရဲ့ပိုင်ရှင်မင်းရဲ့ပိုင်ရှင်ကောင်းကင်စန်းကျင်ဘရေးစီကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ဗောအဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးတင်ရှိပါတယ်